စနေသားသမီးမိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာ2025ခုအော်တိုဘာလအတွက်တလဇာဟောသရံကိုဟောကြားပေးမှာဖြစ်ပါတယ်ဒီကာလမှာစနေသားသမီးမိတ်ဆွေအပေါင်းတို့အနေနဲ့ထူးထူးခြားခြားဝင်ဝင်လက်ရွှင်နိုင်တဲ့ကာလဖြစ်ပါတယ်ငွေကြေးတွေကစုဆောင်းမိနိုင်တဲ့ကာလလည်းဖြစ်ပါတယ်ခင်ဗျာအထူးသဖြင့်ငွေကြေးကဟိုအဝင်တရားဝင်ဆိုသလိုဝင်နေပါလိမ့်မယ် အတုံးထက်ပေါ့နော်အဖြုံမဖြစ်ဖို့ဂရုစိုက်ရမယ်ကာလဖြစ်ပါတယ်ခင်ဗျာနည်းနည်းသတိပြုရမှာမိမိမဟုတ်ဖဲနဲ့ပေါ့နော်အဆွတ်ဆွဲပြတ်ဆိုခံရတာမျိုးအဆက်ဆေးမင်းများခံရတာမျိုးတွေဒီကာလမှာကြုံတွေ့ရတတ်ပါတယ်မိမိပိုင်နဲ့ဆက်ပစ္စည်းရဲ့အကြောင်းရင်းမျိုးနဲ့ပေါ့နော်ပြစ်တာထွက်တာအဲသူများဝင်ပြီးတော့မှကလိသွားလို့ပြစ်သွားတာမျိုးတွေပေါ့နော် ယုံတွေ့ရတတ်တဲ့ကာလဖြစ်ပါတယ်။နောက်ဖရာကတဲ့ကန်လို့နေရာမျိုးမှာပေါ့နော်။ဒီဟုတ်ကြောင်မှာတုံးတဲ့လင်မန်းအဟောင်းနေအဲရှေဘူးအဟောင်းနေပေါ့နော်။ကြောက်နေတာမျိုးတွေရှိနေတတ်ပါတယ်။အဲ့ဒါတွေရှိနေတော့အများဆုံးနေရာဖယ်ပေးတင်ပါတယ်။နောက်ဇဝေရနေပြီးတော့မှမိတ်ဆွေဆရာသမားဆရာတွေရဲ့ ကိုညီတန်ဖိုးပေးမှုရတာတွေအကူညီကောင်းရတာတွေပေါ့နော်ဒါမျိုးတွေကြုံတွေ့ရပါလိမ့်မယ်နောက်မယူရမခင်မဖဲနဲ့ပေါ့နော်ဖရာဘုခကြီးဟိုကိုအတွက်အကျိုးပေးမဲ့ခကြီးတွေမခင်မဖဲနဲ့တွားတတ်ပါတယ်နည်းနည်းသတိပြုရမှာမိမိကိုယ်တိုင်ရှက်မရေးသူကယူစိုက်တဲ့ကာလတော့ဖြစ်ပါတယ်သူတို့ဖြင့် စီယုံစီကံတက်ရောက်ရပြီးတော့မှာပေါ့နော်ခုတာရတဲ့ဒီကျမကြီးညံ့သွားတာမျိုးတွေဖြစ်တတ်တယ်မတော်တဆထိခိုက်တာပေါ့နော်အပူလောင်တာတရားစစ်နဲ့ပတ်သက်ပြီးတက်လိုက်တာဒါမျိုးတွေဖြစ်တတ်တဲ့ကာလဖြစ်ပါတယ်အဲ့တော့အရာတော့ထူးကယူဆိုင်တင်တယ်ပေါ့နော်နောက်ပြီးတော့ကိုကိုတိုင်းလည်းလက်ရှိအလုပ်မှာပေါ့နော်နည်းနည်းရှိတော့ခက်နောက်ဆိုးခက်အဲပြဿနာမျိုးလေးတွေတော့ကြုံတွေ့လာတတ်ပါတယ် ခြေရေးနဲ့ပတ်သက်လို့ရှိရင်တော့ဒီကာလဟာစမ်းပွင့်နေတဲ့ကာလဖြစ်ပါတယ်အဲ့တော့အပွင့်လွန်ပြီးတော့ပြဿနာရှုပ်မသွားအောင်ခရီးဆိုင်တင်ပါတယ်အဲ့တော့အိမ်တွင်ရဲ့အိမ်တော်ရေးမှာဆိုရင်တော့နည်းနည်းသတိပြုတင်တယ်ပေါ့နော်တယောက်နဲ့တယောက်တန်တရားတွေများနေမယ်ပေါ့နော်အဲအဲ့လိုမျိုးလေးတွေမနာလိုတာတော့တဝင်းတိုးတာတော့ပေါ့နော်အဲဒါတွေကြောင့်မလို့အိမ်တွင်ရေးမှာအိမ်တော်ရေးမှာနည်းနည်းထိခိုက်ရတတ်တာကိုသတိပြုတင်ပါတယ် ကံကောင်းစေတဲ့ကဏ္ဍကတော့နှစ်ကဏ္ဍဆက်ကဏ္ဍဖြစ်ပါတယ်အကျိုးပေးတဲ့အယောင်ကတော့အဖြူရောင်ငွေရောင်ဖြစ်ပါတယ်ခင်ဗျာဒီကာလမှာဉာဏ်ခိုက်ပြီးပြပြောက်ပြီးတော့ကောင်းကျိုးချမ်းသာတွေရရှိလာစေဖို့အတွက်တနင်္လာနေ့မနေ့ဆော့ဆော့မှာအိမ်ဖျားမှာကိုကာကိုလာအေးနှစ်ခွက်ကလူပူတော်ပြီးတော့မှဆုတောင်းပါခင်ဗျာ